အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကအဲဒါမျိုးပေါ့နော် monetize policy restraint နေလို့အ Facebook page နဲ့ပတ်သက်မဝင်တော့ပဲပိတ်ဆို့နေတဲ့သူတွေအတွက်ပြန်နဲ့ပြန်ပြီးဖြည့်ရှင်းတဲ့နည်းလေးကိုပြောပြပေးခြင်းတာဖြစ်ပါတယ်ဒီမှာဆိုရင် monetize policy ကဘာလေးညင်းနေလဲဆိုရင် partner monetize policy ပေါ့နော်အဲ့ဒါလေးညင်းနေတာဖြစ်ပါတယ်နော်အဲ့ဒါလေးဖြည့်ရှင်းပြပေးပါမယ်အဲညီတဲ့ဟာတွေက၃ခု၄ခုလောက်ရှိရပါတနာ monetize policy content monetize policy flash content ဆိုပြီးတော့ အဲသုံးခုရှိတယ်ပေါ့နော်အဲ့ဒီတကကျွန်တော်ကအခု partner monetize policy ညိတာကို ਨੇ ပတ်သက်ပြီးဖြည့်ရှင်းတဲ့နည်းလေးပြပြပါမယ်။ဒါမျိုး monetize policy restrict မိတာလည်းကျွန်တော်ဖြည့်ရှင်းခဲ့တာအများကြီးပဲပေါ့နော်ဒီမှာဆိုရင်မင်းသားတူရီယာပေါ့နော်မင်းသားတူရလင်းမင်းသားတူရလင်းပေါ့နော်ပကူသား page ပေါ့နော်ဒီဒီမင်းသားရဲ့အာ monetize policy restrict မိတာကျွန်တော်ဖြည့်ရှင်းခဲ့ပါတယ်သူက partner monetize policy ရဲ့အာ country eligible ဖြစ်တာရယ်ပေါ့နော်အဲ့ဒါကြီးကျွန်တော်ဖြည့်ရှင်းပေးခဲ့ပါတယ်အဲ့ဒါတော့ ဒါဒါဟိုဟာပေါ့ review post တွေဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ပတ်စံအပြောင်းဝင်ပါပြီပေါ့နော်အဲကျွန်တော်စီကိုကျွန်တော်ရဲ့အတန်းသားလေးဖြစ်တဲ့မိတ်ဆွေလေးဖြစ်တဲ့ဆရာ David ခံခေါ်လာပေးတာဖြစ်ပါတယ်နော် okay အဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့ land education page ပေါ့နော်အဲ facebook monetize policy ညှိတာတွေဖြည့်ရှင်းခဲ့ပါတယ်အ original content ပေါ့နော်ပြီးရင်စုတိုင်းဝင် ကိုစုလိုက်အဲကို sorry ကို sign line hand ကို sign line hand ရဲ့ page မော်နီတိုက်စ်ပေါ်လစီညိတာပြင်ရှင်းခဲ့ပါတယ်ပြီးမက်ຫນွေဦးမေပေါ့နော်ຫນွေဦးမေ page နော်ဒါတမိလေးပေါ့အဲတမိပါတယ်လားအဲ့ဒါပေါ့နော်ဒီမှာဆိုရင် eligible country နဲ့ partner monetary policy ညိတာတွေဖြည့်ရှင်းပေးခဲ့ပါတယ်အများကြီးပဲပေါ့နော်ဒီမှာဆိုရင်လည်းမက်အင်ဒရာတန်ဝင်းတမင်တမင်လေးဒိုရင်ပေါ့နော်ဒိုရင် page ဆိုလို့ရှိရင်လည်း partner monetize policy connect monetize policy ညိတာတွေဖြည့်ရှင်းပေးခဲ့ပါတယ်အဲဖြည့်ရှင်းပေးခဲ့ပါတာအဲဒါဖြစ်ပါတယ်ပညာကြီးယူပြီးတော့ပေါ့နော် the unlock travel လည်းအဲ့တိုင်းပဲအဲသူမှလည်းအများကြီးညှိထားပါတော့အဲ့လိုမျိုး လက်တွေ့ဖြစ်ရှင်းခဲ့တယ်အဲနာဥစိန်လင်းပေးဆိုလဲ monetize policy ညှိတာတွေဖြစ်ရှင်းခဲ့ပါတယ် corner monetize policy ပေါ့နော်အဲ setup ပွင့်ပါတယ်အဲ bank account ချက်ပြီးတော့ဒါပတ်စံယူစယူလို့ရပါပြီနော်အဲအများကြီးပဲဖြစ်ရှင်းပေးခဲ့ပါတယ်ပေါ့နော်အဲ့ဒီလက်တွေ့ဖြစ်ရှင်းတဲ့ညှိတွေအခုဗီဒီယိုမှာပြပြပါမယ်နော်မန်နေအမမန်နေပေးချောပဲ okay စရအောင်အဲ့တော့ ျွန်တော်ညှိနေတဲ့ဟာကို screen shot လေးအရင်ယူတာနော်အဲ့ဒီ screen shot ကလိုအပ်ပါတယ်အဲ့တော့ screen shot ရိုက် screen shot ရိုက်ပြီးရင်ကျွန်တော်ဒီအစ်စ်နေတိုင်းသွားပါမယ်ဘလို့အစ်စ်လေးလေးဆိုတော့ကျွန်တော်တို့ နံပါတ်1 check လောက်တာပေါ့နော် check လောက်တာ check လောက်တယ်ဆိုတာကျွန်တော် policy ညှိနေတဲ့ post ကိုတစ်ချက်ဝင်စစ်ပြီးတော့ဖြတ်ပြစ်တာပေါ့နော်သူကတော့တတိတသက်မပြဘူးကျွန်တော်တို့ဘယ်တဲ့ဝင်စစ်လို့ရလဲဆို support inbox ရယ်စစ်လို့ရတယ်အဲ့ဒါတစ်ချက်အဲနံပါတ်2က approval လောက်တာအတနာခံစာတင်တာပေါ့နော်အတနာခံစာတင်တဲ့တစ်ချက်ပြီးဆိုနံပါတ်3က live chat facebook ဝင်တဲ့နေအတနာခံစာလည်းတင်နေပြီတင်ပြီးပြီ policy ညှိတာလည်းဖြတ်ပြီးပြီဆိုစကားသွားပြောပြီးတော့သူတို့စစ်ခိုင်းဖို့နည်းနည်းတွန်းအားသွားပြီးတာပေါ့နံပါတ်4ကပြန်မကြအောင်လိုက်တာအဲ့ဒီ၄ channel ကျွန်တော်ဖြည့်ရှင်းမယ်နော်မြန်နေဆိုရင်အာ နှစ်ပတ်ဆိုမှကြာရင်နှစ်လလောက်ဆိုတာနဲ့ပြန်ရလိမ့်မယ်နော်။နည်းနည်းတော့ကြာတတ်ပါတယ်။ Okay check လုပ်ဖို့တော့ကတခါလေးကြာရင်သူကဒီနားမှာပေးထားတယ်။ဘာ policy ညှိလဲပေါ့။အဲ့ညှိတဲ့ policy ကိုကျွန်တော်လက်နဲ့နှိပ်ပြီးတော့ပြအာသနာခံစားတင်လိုက်ရ။အခုအဲ့လိုမျိုးမပြ creator education ဆိုပြီးတော့ policy ကိုပဲသွားဖတ်ခိုင်းတယ်။ကိုယ့်ကိုစစ်ပေါ့နော်။ကိုယ့်ကိုစစ်ဆိုတဲ့သဘော။အဲ့တော့ကျွန်တော်ဘယ်ရသွားစစ်မလဲဆိုရင် page မှာ support inbox ဆိုတာရှိတယ်အဲဒီအာ setting ရဲ့အောက်မှာလေ creator support ရဲ့အဲဒီဘယ်လိုပြောမလဲအောက်နားမှာပေါ့ အဲ့ support inbound သွားအဲ့ဒီမှာဆိုရင်ကျွန်တော်ညှိနေတဲ့ policy တွေရှိတယ်အဲ့ policy တွေဖြတ်တင်တာဖြတ်အယူခံဝင်တင်တာဝင်ဘယ်လိုမျိုးဆိုတော့အဲ့ဒီညှိနေတဲ့ policy လေးလက်နဲ့နှိပ်ပြီးတော့ကျွန်တော်တို့ကအဲ့မှာစာလေးပေါ်လာလိမ့်မယ်ကျွန်တော်ဒီမှာတော့ disagree ရအကောင်လုံးလုတ်ပြီးသားဖြစ်သွားတယ်နော်အဲ့လိုမျိုးလောက်အောင်လဲဆိုရင်ကျွန်တော်တခုပြမယ်အဲဆိုပါဆိုဒါတော့တစ်ချက်ကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်အမှ C option ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါနှိပ်လိုက်ဆိုတော့ delete နှိပ်ခိုင်းတယ်တကယ်လို့မပါဘူးဆိုရင်လည်းကျွန်တော် apply ခလုတ်လေးပါလိမ့်မယ်နော်ဒါတော့ကျွန်တော် name change policy တခုနဲ့တွဲပြပေးတာပေါ့နော် နော်ကျွန်တော်ဥပမာအနေနဲ့ပြပေးတာပါနော်အဲ့လိုမျိုးအဲ့ရ delete နေလို့လည်းရတယ်အဲ့လိုမျိုးမဟုတ်ဆိုရှင်လည်းကျွန်တော်တို့အဲဖြစ်တဲ့အကြောင်းလေအတနာခံစာတင်လို့ရတယ်အတနာခံစာတင်တဲ့ဟာလေဒါကတော့ name change နေနေရာမှာဟောပေါ့အပိ name change တာနဲ့ပတ်သက်ပြီးအတနာခံစာတင်တဲ့ဟာလေနော်ဒါဟိုဟိုဒါတော့ဟိုမှာကျွန်တော်မှညှိထားတဲ့ policy ကိုကျွန်တော်က disagree ပါလေလုတ်ပြီးပြီးဆိုတော့ကျွန်တော်ဒါနဲ့အစားထိုးပြပေးတာသဘောတရားတူတူပဲနော်အဲ့တော့ဒီမှာစာတွေပါလေသုံးမယ်ဆိုလွယ်လွယ်လေးပဲသိလား AI ကိုဆိုတော့လေကျွန်တော် DC ကိုပြောလို့ရတယ်။ဥပမာအဲ Facebook monetization policy ညိနေလို့ပါကျွန်တော်ကျေးဇူးပြုပြီးတော့အဲအတနာခံစားတဲ့ဆောင်ရေးပေးပါဗောနော်အဲ့လိုမျိုးပြောလိုက်အဲ့လိုလေတိရောက်တဲ့အတနာခံစားတဲ့ဆောင်အင်္ဂလိပ်လိုရေးပေးပါဆိုပို့လိုက်ရင် dynamic data ဆိုတော့သူရေးပေးလိမ့်မယ်နော် AI ကိုဆိုတော့ AI ကျွန်တော်ခိုင်းကြတာဗောနော်အဲ့တော့ dynamic data ဆိုပို့ပေးတဲ့ခါကျရင်ကျွန်တော်အဲသူတို့ရေးပေးတဲ့အတနာခံစားကျွန်တော် copy ယူပြီးပြီဆိုရင်သုံးလို့ရပါဘီ ညှိတဲ့အကြောင်းကတော့ဒီမှာရေးလို့ရ flash content ညှိတာလား partner monetize လား content monetize လားဟောအဲ့လိုတွေရေးလို့ရအဲ့မှာဆိုရင်သူကအစားလို့ထဲမှာ full name ဆိုနေမှာကိုယ့် account နာမည်ကိုယ်ကိုယ်ဆက်သွယ်ပြရမယ့် gmail လိပ်စာ email လိပ်စာ page နာမည်နော်အဲ့ဒါလေးထည့်ပေးရုံပဲဒီ note ကဟာတွေကတော့သူကိုယ့်အသိအောင်ရေးထားဆိုထားရတော့အဲ့ဒါလေး copy ယူပြီးဆိုရင်အဆိုပါဆိုအဲ့ဒီမှာထည့် submit နှိပ်ပေးလိုက်နော်အဲ့လိုမျိုးဖြတ်တဲ့နေဟာဖြတ်အတနာခံတာတင်းတင်းတာတင်းဒါဆိုပထမအဆင့်ပြီးပြီ ပထမအဆင့်က check ပေါ့နော်စစ်ဆေးတဲ့အဆင့်ပေါ့အဲ့တော့ကျွန်တော်တို့ကတကယ့် appri ရဲ့အတနာခံစာတင်တဲ့ဒုတိယအဆင့်လာပါပြီအားလားလေးကြဘလို့အတနာခံစာတင်ရမလဲဆိုရင်ကျွန်တော်တို့ monetization appri ရဲ့ facebook ဆိုပဲကျွန်တော်ရိုက်ရှာလိုက်ပါနော် google တို့ chrome တို့ browser မှာပေါ့နော်ရိုက်ရှာလိုက်ရင်သူကအဲ့ဒီမှာလဲကျွန်တော်တို့ video တွေတင်တဲ့ခါကျရှင်သုံးတဲ့ monetization manager တို့အဲဘာလဲ business suite တို့အဲ့ဒီကနေသူတို့ဝင်ခိုင်းနိုင်မယ်သိလား နော်အဲ့လိုမျိုးဆိုတော့အဲအဲ့ဒါလေးကျွန်တော်နှစ်ခုလုံးပြပြီးမှာအတနာခက်တာတင်တဲ့တီးတဲ့ဖောင်လေးရှိပါတယ်အဲ့တော့နော်အဲ့တော့ကျွန်တော်အဲ့နှစ်ချက်လုံးပြပြပါမယ်အဲ့တော့ monetization manager တစ်ချက်ကြည့်အောင်အဲ့ဒါလေးလက်နဲ့နှိပ်လိုက်နော်အပြီးခဏဆောင်ပြီးတော့ okay ရပြီအဲ့လိုလေးမြင်ရပြီဆိုရင်ကျွန်တော်တို့အဲဒီဘက်တောင်းကဟိုမြင်းချောင်းလေး၃ချောင်းသွားပြီနော်ကျွန်တော်ဒီလိုပြရမယ်မြင်းမြင်းအားပြီးဆိုရင်အဲ့ဒီမှာကျွန်တော်တို့ monetization ဆိုတဲ့ feature လေးရှိတယ်เนาะအဲ့ဒီ sell product and service ဆိုတဲ့အောင်းနာမှာအဲ့အဲ့ဒါလေးနှိပ်ပြပါ ဗီဒီယိုကြည့်တဲ့အခါအခက်ခဲဖြစ်ရင် pause လေးခလုတ်လေးနှိမ့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ပြအဲလှုပ်ပေးလို့ရရယ်နော်တခါတည်းကြည့်ရမှာနည်းနည်းပင်ပန်းနေဆိုရယ်နော်ဒီမှာ page မှာဘာ policy မှမညှိပါဘူးပေါ့နော် policy ညှိတယ်ဆိုရင်ဘယ်လိုပြမလဲဆိုရင်အဲ့နာမှာ policy ညှိတဲ့အကြောင်းပြမယ်ပြီးပြီဆိုရင် request another review ဆိုတာခလုတ်လေးနှိမ့်ပေးရုံပဲအဲ့ဒါအယူခံဝင်နေပထမတနည်းဟော request another review ဆိုတော့ဒါလေးပါเนาะအဲဒီမှာလေး request another review request pay review ဆိုတဲ့ခလုတ်လေးနှိပ်ပေးလိုက်ရင်ရပါတယ်။ Now monetization resource ဖြစ်ဖုန်း version လည်းအတူတူပဲအဲ့ဒီခလုတ်ပဲခုနပြောတဲ့ PC version လည်းအဲ့ခလုတ်ပဲအဲ့ဒါကြတော့ကျွန်တော်တို့သူပြောသလိုသူပြောထားသလို meta business suite ကနေတင်တာပေါ့เนาะ meta business suite ကနေတင်တာအဲအဲ့လိုတင်တာတင်ပြီဆိုရင်အဲ့တင်ထားပြီးတဲ့ screenshot လည်းယူထားဒီ meta business suite ဆိုတဲ့ site လေးอ่ะပေါ့เนาะကျွန်တော်နောက်တစ်ခေါက်ပြန်ဝင်ပြပေးပါမယ်ပြပြောပါမယ် အဲ့လိုမျိုးညှိနေရဆိုလို့ရှိရင်အာပထမဆုံး policy ညှိရတယ်ကျွန်တော် check လုပ်မယ်ဒုတိယအဆင့်ကတော့ monetize policy ညှိထားတယ်ဟောလီပေါ့ monetization policy ညှိထားတယ်အော်ကျွန်တော်အတနာခါသာတင်မယ်အတနာခါသာတင်ဖို့ meta business suite ထဲသွားမယ်နော်ဒါတော့လူတိုင်းသိပါတယ် meta business suite အဲ့ဒီမှာ auto ရှိတယ်အဲ့ဒီထဲမှာ monetization ဆို tools ရှိတယ်အဲ့ဒီထဲသွားပါ အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ညှိထားတဲ့ policy ကိုအဲ့ဒီ request another review ဆိုတဲ့ခလုတ်လေးနှိပ်ပေးရုံပဲဒီတော့မှဒီလိုအစိမ့်ပေါ့အနီရောင်းနေပြလိမ့်မယ်အဲ့နာ tab ကလေးကလေးကိုနှိပ်ပေးလိုက်ရုံပဲနှိပ်ပြီးရင်အဲ့ဒါ screenshot တစ်ချက်ရိုက်ဩဒါတနည်းဒါပါတာနာ monetize ရ flash corner ဒီအတွက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ you you corner monetize policy ညှိလို့ရှင်လဲသူကဒီမှာ found လေးတစ်ခုရှိတယ်အဲ့ဒီမှာ bear found လဲဆိုတော့ကျွန်တော်တို့ဒီမှာလေအဲ monetization aggregate ဆိုကြီးရိုက်ရှာလိုက်အဲ့မှာဆိုရင် found လေးတစ်ဖောင်ရှိ how to submit an aggregate if you con if you create a connect page or profile your found လေးရှိအဲ့ဒီတွေဝင်ပြီးပါအဲ့ဒီမှာဆိုရင်ကျွန်တော်အောင်းသားလေးနည်းနည်းသွားပြီးပါအဲ့ဒီမှာ this found ဆိုရဟာလေးရှိရဒီမှာဒီမှာမြင်တွေ့လားမသိအဲ this found လေးနှိပ်ပြီးလိုက်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီအနေနဲ့ founding လို့ရတယ် အဲ့ဒီကနေလဲ founding လို့ရပါတယ်ခင်ဗျအဲ့မှဆိုလဲသူက founder founder ရှိတယ်ဒီ partner monetize နဲ့လိုက်ရင်တော့ကျွန်တော် business view ပဲပြန်ခေါ်တာပဲအဓိကတော့ဒါ content monetize policy အတွက်ပါနော် အခုကြည့်နေရင်နည်းနည်း content monetize ကဘာလဲ partner monetize ကဘာလဲဆိုပြီးနည်းနည်းရှုပ်နေလိမ့်မယ်အဲ့ဒါရဲ့ video file အစုံမှကျွန်တော်ပြောပြပြီးမယ်နော်အဲ့တော့ content monetize ကိုနှိပ်ပေးရဲ URL နှိပ် video policy ကြီးဒါ video ထဲပြီးရင်ဆက်နှိပ်ပေးဒါက content monetize partner monetize ကတော့သူပြောတဲ့အတိုင်း မတာ business ယူရသွားတဲ့တနည်းပဲရှိမယ်အဲ့တော့အယူခံဝင်တဲ့ found နှစ် found ပေါ့အဲ့ဒီ found လေးတွေသုံးပါ Okay အဲ့တော့ကျွန်တော်က check လုပ်ပြီး apply လုပ်ပြီးဆိုတတိယအဆင့် live chat လုပ်ပဲနော်တတိယအဆင့်ပြန်ပြောမယ်နော်ကျွန်တော်အ check လုပ်ပြီး apply လုပ်ပြီးနောက်ကွာ chat policy ရဲ့ video တွေဖြတ်ပြီးပြီးစစ်ဆေးပြီးပြီး april အတ္တရခန်းစာတင်တဲ့နေရာတွေပြပြီးပြီးအဲ့တော့ကျွန်တော်တို့ policy ကြီးတဲ့ video တွေဖြတ်ပြီးပြီးဆိုတဲ့အကြောင်းအတ္တရခန်းစာအဲတင်ထားပြီးပြီးဆိုတဲ့အကြောင်းကျွန်တော် facebook ဝင်တဲ့ live chat ကိုနည်းနည်းသွားတော့မယ်သူတို့မြ мян ဆစ်အောင်ပေါ့ဒါမျိုးပြဿနာတွေကကဘာတဝမ်းမှာဖြစ်နေကြတာဆိုတော့ကျွန်တော်တို့ follow သူတို့ကတရေတီယူဆစ်ပေါ့နည်းနည်းကြာတက်တယ်မြ мян လေးသူတို့ဆစ်အောင်ကျွန်တော်တို့ကတွန်းအားသွားပေးရမှာ live chat ပြောတဲ့ခါကျတော့ကျွန်တော်တို့ဘာတွေပြောရမလဲဆိုတော့အဲ ကျွန်တော်ပေးချာ policy ညှိထားပါတယ်ကျွန်တော်ပေးချာနေအဲ private လောက်ထားတဲ့ပို့စီပါရှင်ပိုကောင်းတယ်အဲ့ဒါလေးပြပေးကျွန်တော်ပေးချာအများအတွက်ဆောင်ရွက်နေတဲ့ပေးတစ်ခုဖြစ်ပါတယ်လူသားအကျိုးပြု private လုပ်ငန်းတွေလုပ်ပါတယ်ဘာညာဆိုသူတို့တေချာအရေးတူဆက်ဆဲပေးတယ်နော်အဲ့တော့ live chat ပြောနေလေးဆက်ကြည့်အောင်နော်အဲ့တော့နံပါတ်3နဲ့နံပါတ်4 live chat ပြောနေနေပြန်မကြအောင် line နာဆိုတာဘာလေးဆက်ကြည့်အောင်ပါအဲ့တော့ live chat ပြောနေတဲ့သင်ခန်းစာကြတော့ကျွန်တော်အခုဒီဗီဒီယို April ရက်20လောက်တင်တက်လာလို့ရှိပါတယ်အခုဒီဗီဒီယိုလေးတင်ထားရဖုန်းမြတ်ထွ IT sharing ဆိုတဲ့ page မှာပဲလေအဲ live chat ပြောနေတင်ခန်းစာကျွန်တော် share ထားပြီးသားရှိတယ်အဲ့ဒီတင်ခန်းစာလေးကြည့်ပေးပါနော်အဲ့ဒါပါထပ်ပြောမယ်ဆိုရင်ဗီဒီယိုကမိနစ်30လောက်ဖြစ်သွားလိမ့်မယ်နော်အဲ့တော့အဲ့ဒါလေးကျွန်တော်ဒီအဲကျွန်တော် share ထားပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဖုန်းမြတ်ထွက် ID sharing wall မှာပဲကြီးပေးပါအဲ့ဒီ live chat ပြောနေတဲ့ငန်းစားအတိုင်းဆက်လုပ်ပါပေါ့နော် okay အဲ့ဆိုရင်နံပါတ်လေးကပြန်မကြောက်အောင်လိုက်တာပေါ့နော်ပြန်မကြောက်အောင်လိုက်တာကြတော့ဒါလေးတွေပါ အဲ့လိုပဲကျွန်တော်ဘောထဲမှာဒီအာတင်ထားတယ်ဒီဟာက Facebook ပြည်နဲ့ဝင်ငွေရှာမယ်ဆိုဒီ partner monetize connect monetize နဲ့ tattoo policy ကလုံးဝမလိုက်နိုင်လို့မရဘူးအဲ့ဒါလေးလိုက်နိုင်ပြီဗျာဒီမှာအသေးစိတ်ပြောထားတယ်တော်တော့ဗျာပေ့ချီကဒါအတိုင်းလှုပ်လိုက်လို့ရှိရင်အတနာခစားတင်နေတိချဆောင်ရလိုက်တယ်ဆိုတော့ပြန်ရပါလိမ့်မယ်။ပြန်ရသွားပြီလို့ပြန်မကြအောင်ကြတော့ဒါတွေမချိုးဖောက်နေတော့တိလား။နော်။ဒါတွေထပ်ပြီးချိုးဖောက်မယ်ဆိုလူကြီးကတော့ပြန်ကြတတ်တယ်။အဲ့တော့ဒါ Facebook ကမကြိုက်တဲ့ဒါတွေလှုပ်တယ်ဆိုရင်သူကပတ်စံဝင်တာပိတ်မှာပဲ ဒါမျိုးထပ်ဖြစ်လိမ့်မယ်အဲ့တော့ဒါမျိုးထပ်မဖြစ်အောင်ဒါတွေလိုက်နာပါတော့โอเคကျေးဇူးတင်ပါတယ်ထပ်ပြီးတိရတဲ့အကြောင်းတွေ comment မှာတောက်ဆိုသားလို့ရပါတယ်